ချန်ဂျီရိုနယ်ဒိုရဲ့အတွင်းကိုနဲ့နိုင်ဝဲဆက်နေပြီး Sorry Pro League Champion Show အတွက်အခြေအနေကောင်းနေတဲ့ NSR ပရိသတ်များအားဖြင့်ပါများရှေးအိုင်ဘတ်ကိုရှေးကို online အကြံကနေအလုံးကိုပြန်လဲကြိုလိုက်ပါရင် NSR ကတော့ချန်ဂျီရိုနယ်ဒိုနဲ့တတိယရာသီမှာအမှတ်ပေး Champion Show ရယူဖို့ရအခြေအနေကောင်းဆက်ကောင်းလာခဲ့ပါပြီ။ န်ဆာတို့နိုင်ဝဲဆက်မှတ်တဲ့လူချန်ပီယံပြေးလမ်းအကြောင်းပေါ်မှာဖျက်ဖျောက်ကြည့်ပြေးလျက်ရှိနေတာဖြစ်ပါရင်နောက်ဆုံးစားခဲ့တဲ့၄ပွဲမှာ၄ပွဲစလုံးကိုနိုင်ထားပြီးရှုံးပွဲလုံးဝမရှိသေးပဲရှင်းကောင်းနေတာပါတိုင်းစစ်ကအားရစရာလုံးကောင်းပြီး၁၄ကိုထိတွင်းထားနိုင်တယ်လို့ခန်းစစ်ကလည်းပေးကိုတကူတာရှိသေးတာဖြစ်ပါရင်အရင်နေ့တွေတော့အန်ဆာအသင်းဖလားမရတာရယ်ဒိုတယောက်တည်းရုန်းကန်နေရတယ်လို့ဖြစ်ပြီးခန်းစစ်ကရှယ်ကိုဂိုးလူလုပ်တာဖြစ်ပါရင်ဒီနေ့မှာတော့ခန်းစစ်ပိုင်းကစွမ်းဆောင်ရင်းမြင့်တက်လာတယ်လို့တိုင်းစစ်မှလည်းရယ်ဒိုအပြင်အစ်စ်ခေါ်ထားတဲ့ကစားမတွေကလည်းခြေစွမ်းပြနေတာကြောင့်အန်ဆာကပက်လက်စီအဖက်ဖက်ကနေကောင်းမွန်နေတာဖြစ်ပါရင် ညကစားခဲ့တဲ့ Solidarity ပွဲစဉ်လေးမှာ NSR အသင်းဟာ Champion ပြိုင်ပွဲအန်အီတက်နဲ့ထိတိုက်တွေ့ဆုံခဲ့ပါတယ် တတင်းကြအမှတ်ကတူနေတာမို့နိုင်တဲ့အသင်းကချန်ပီယံပြိုင်ဘက်ကိုဦးချိုနိုင်ပါပါ NSR ပြီးခဲ့တဲ့ရာသီတုန်းက NETA အသင်းနဲ့နှစ်ချိန်တွေ့ရမှာနှစ်ချိန်စလုံးရှုံးထားတဲ့အသင်းဖြစ်ပါရင် NSR အနေနဲ့ချန်ပီယံပြိုင်ဘက်ကိုရှုံးကျွေးဆက်ရင်အမှတ်ပါတကားနဲ့ဖျက်လိုက်နိုင်တာဖြစ်ပါရင် NETA ဆိုတာကတချို့တချို့တွေဝင်စားနေတဲ့လီကလို့ဟမ်ဘာကအချိန်ပိုင်းရောက်နေတဲ့သူတွေဝင်စားနေတဲ့လီကကစားသောင်းအားလို့မဟုတ်ပါဘူးတချို့အသင်းတွေများဘယ်ကမှမသိတဲ့ကစားသမားတွေကိုသွားနိုင်ချင်ပြီးသူ့ကိုယ်သူဂိုးလုပ်နေတာပါ NETA ဆိုတာကဥရောပကအသင်းတွေကိုတော့ဒေါ်တော်မီရှင်ကစားနိုင်တဲ့အထိလွန်ရတောက်တင်လို့နေတဲ့အသင်းဖြစ်ပါရင်ဘန်စီမှာပါဝင် ဖာဗီနိုကန်ဒီဥရောပမှာဒိဋ္ဌိကျအောင်မြင်မှုတွေရယူထားတဲ့ကစားသမားတွေနဲ့အင်အားတောင်းလို့နေတာဖြစ်ပါတယ်။အနက်စာဘက်မှာတော့ရနယ်ဒိုရောင်ဖီလီကိုမန်ဘရိုဆိုဘင်မာနီတို့လိုအကြောမော်ကစားသမားတွေဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။အနက်စားကပွဲအစကုန်းနေမှာနေဥဆောင်ကိုရခဲ့ပြီးကိုမန်ရဲ့ဖြတ်ကျင်ပေးဖို့မှုကိုမာနေကလှလှပပဗောလီကန်ချက်နဲ့ကန်သွင်းယူသွားခဲ့တာဖြစ်ပါရင်ဒီနိုင်ဘက်မှာအနက်စားကုလမဘန်တွင်ရဲ့လန်ဆွမ်းပြောင်းမှုကိုလည်းအထိမဲ့ပြောပါပါ။အန်အီတီအက်ဘက်ကဘာဝင်ရဲ့အပိုင်းကန်ချက်သူပုတ်ထုတ်နိုင်ခဲ့လို့သာအနက်စားတို့ခြေပါကုန်းမပေးရတာဖြစ်ပါရင် ။ဝဲဆိုင်ရဲ့34မိနစ်ရောက်မှာတော့ရနယ်ဒိုက NSR အတွက်အနိုင်တေချာစေမဲ့ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။မာနီယမှာကျင်ပေးမှုကိုရနယ်ဒိုကကောင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဗယ်လိုရီနဲ့နောက်ထပ်သွင်းဖို့လည်းရနိုင်ပေမဲ့တကိုးနဲ့လည်းခြေထက်လိုက်ရတာဖြစ်ပါတယ်။ဗန်ထွာအန်အီတန်အတင်းနဲ့ရင်ဆိုင်ရမှာ6ဂိုးတိသွင်းယူထားနိုင်ပြီဖြစ်ပြီး big game player ဆိုတာဆက်လက်သက်သေပြနေစေဖြစ်ပါတယ်။ တရားစီဆော်ရီဘရီ၄ဘွဲကစားပြီးချိန်မှာ Red Hawk ၄ခုအထိတွင်းယူထားနိုင်ပြီဖြစ်ပါရင် Red Hawk ရဲ့ကစားမဘွားစုစုပေါင်းပွဲရီအတွက်ကလည်း1189ဘွဲအထိရှိလာခဲ့ပြီဖြစ်သလိုကစားမဘွားစုစုပေါင်းတွင်းကလည်း946ခုအထိရှိလာခဲ့ပြီဖြစ်ပါရင်စေကြီးအနေနဲ့ဂိုးထောင်ပေးဖို့ရ54ခုသာလိုအပ်တော်တာဖြစ်ပါရင်ရာသီကုန်မှာ Red Hawk အနေနဲ့ NSR နဲ့အတူဆော်ရီဘရီချန်ပီယံဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်သွားရအောင်ပါဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေဒီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ